ဒုခရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဇဲဘဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆီယာမတော်ရာလာမင်းဆန္နာရေးသားထားတဲ့ဘလူးနက်ခတ်ဆိုတဲ့ဝတ္ထုတိုလေးနဲ့ဖိဖိအဲ့တဲ့ဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဘလူးနက်ခတ်အမေကြီးကေပါကေပါအာ မခင်များသည်ခေါအပိုင်းစီမှ နာကျင်လွန်သောကြောင့်ခြေပြားလက်ပြများပင်အေးဆက်လာနေသည်။အိုဟေရလွန်သဖြင့်လဲအာကောင်းပင်၆ကက်လာ၏။သူမမြင်းများပင် အာထုတ်ဂျိုးပန်းကညစ်ချပါမူ။ကလေးကဝမ်တွင်မှအပြင်သို့ထွက်မလာချေ။လက်သေးတော်နူးမှလဲဇောကြွေးများပင်ပြန်နေလေပြီ။ ဝမ်ဇွဲတဲ့ဒေါ်နုကမခင်မြဘိုက်ကိုဖီကဆန်ရင် မျက်စိမျက်နှာပြက်ကားဖြင့်အခန်းပြန်သို့ထွက်လာခဲ့၏အချိန်နေထူးပြီလားမနုဒေါ်နုကခေါင်းကိုဘိညာရန်ပြရင်ဒီပုံတိုင်းဆိုမလွယ်ဘူးထွန်းညိုနင့်မှာဓာရှိတယ်မဟုတ်လားဒေါ်နုစကားကြောင့်ကိုထွန်းညိုထိတ်လန့်သွားသည်ဘာဓာတော့ဗျဘိုက်ခွဲမလို့လားဟဲနင်းကလေမဟုတ်တာတွေပြောရုံမင်း ငမိမပိုက်ပေါ်ငှက်ကြီးတောင်ထမ်းပြီးခုနှစ်လန်းကြော်စမ်းပါဘာဘာဖြစ်လို့လဲမနုဝမ်ဆွဲတဲ့ကတပြင်းချကနင့်မိမမီမဖွားနိုင်လို့ပေါ့ဟေဒါတို့ရွာကနီးပဲပြောရရင်နင့်ကလေးကဘလူးနှက်ခံနဲ့မွေးတယ်ဆိုရမယ်နင့်မိမပိုက်ကတာမန်ပဲဘာမှမဖြစ်ပဲမမွေးနိုင်ဘူးဖြစ်နေတာဟာဗျာမနုကလေဒါမျိုးတွေကျွန်တော်အယုံကြည်မရှိဘူးဗျဘာဆိုင်လဲဗျကလေးမီမဖွားနိုင်တာနဲ့ဒါထမ်းရမယ်လို့ ယုံနာမယုံနာနောက်တာလောလောဆယ်နင့်မိမအသက်မမီမတောင်ဆိုးတယ်လုံမာတာလုံဆမ်းမာဟဲ့အခန်းထဲမှာမခင်မြဤမောဟိုက်ကအော်ဟစ်နေသံကတဖြည်းဖြည်းအာရော့လာနေတယ်လို့လူ ခံစားလာမိသဖြင့်ကိုထွန်းညိုစိတ်ပူကြည်ပူကပြာရာခတ်သွားတော်သည်ဝမ်းဆွေတဲ့တော်နူပြောသည့်စကားအတိုင်းဓာထန်းရံငကြီးတောင်ကို အပြည့်အလွာသွားယူလိုက်၏။ယုံသည်မယုံသည်ထက်တည်ရှိရေးအချိန်တွင် ရင်နစ်နေသူပင်မြက်ပင်တော်ကဲနိုင်မည်ဟု တွေတော်တသည်မဟုတ်ပါလောမခင်များထံငကြီးတော်ကိုင်းပြီးဝင်လာသောကိုထွန်းညိုကိုဒေါ်နူက မျက်ရိပ်ပြလိုက်လေသည် ကိုထွန်းညိုကမခင်များကိုတစ်ချက်ကြည့်ပြီး သူပါရောယောင်ပြီးအသက်အောင့်ထားမိနေသည်ငကြီးတော်သာပခုံးပေါ်ထန်းကမခင်များပိုက်ပေါ်ကြောခွာလိုက်သည်စိတ်ထဲမှ ခြေလန်းအည်အတွက်ကိုမှတ်ထားလိုက်၏ထိုအချင်းရာသည် တိုက်ဆိုင်မှုပင်လို့မဆိုသားပေခြေလန်းခုနလန်းပြည်သည်နှင့်မခင်မြမိဘွားတော်သည်မိန်ကလေးတော်ထွညွေမခင်များမှာပင်မကြီးစွာဖြင့်မိဖွားရသဖြင့်မလုံးမရှဲငြိမ်သက်နေ၏ခင်မြငါအချင်းချတော်မေအာလီနေနေထဲ့ညက်ဒေါ်နူကမခင်များဘိုက်ကိုလက်နှင့်ရေဝဲပြီးပြသည်အပေါ်မှဖြင်းငင်းစွာတွန်းချလိုက်သည်ကိုထွညိုနေမခင်များတို့၏တမီဦးအမိကကြည်ကြည်လွင် အရက်ထဲမှာတော့ဘလူနက်ခတ်ကြောင့်ဓာထန်၍မွေရသည်သူဟုနောက်ွယ်တွင်အတင်ရောတည်မှဆိုကြသည်ជីကြီးလွင်ဤအစင်းတရံကလည်းထို့တို့ပြောခြင်းစရာပင်နဖူးမောက်ခါအသားနီဆက်ဆက်နှင့်ခြေဖနှောင်းကလည်းအနှင်းငယ်တူနေသလိုလိုရှိသည်ငယ်စဉ်ကလေးကဗီဇာကလည်းဆိုပါသည်ကိုတို့ညို့နီမခင်များကသူမပီးလင်နောက်ထပ်ကလေး၃ယောက်ထမှန်ရရှိပြီးတာသမီး၄ယောက်ဖြစ်သည် သို့သောជីជីလွင်ကိုတော့စိုးစုံမ၍မနိုင်သဖြင့်လက်လွတ်ထားရကြရှာ၏ជីជីလွင်ငယ်စဉ်ကရွယ်သူကလေးများနှင့်ဆော့ကစားလင်လက်ပါတဆမြင်မိန်းကလေးဖြစ်လင့်ကစားစိတ်မကျေနပ်လင်နီးရပစ္စည်းဖြင့်ကောက်ရက်တိုက်သည် ထို့ကြောင့်ကလေးမိဘများက၎င်းတို့၏တာသမီများကိုជីជីလွင်နှင့်မစော့ခိုင်းကြတော့ជីជីလွင်ကလည်းဂယုမဆိုင်ချေကစားဖို့လည်းမရှိတယောက်ထဲတော်လေသည် လောက်လေးကွာတလက်ဖြင့်ငှက်ပြထွက်၏တခါတည်းကံခြောင်နေသွားကဖားရှာငားရှာသည် လေပစုံလုံး၌သည် ရတကာတွင်လေအော်ကြောလန်သူဖြစ်၏လူကြီးသူမှဆို၍ကြီးကြီးလွင်ကိုစိုးစုံမရန် စကားမဟာလိုက်နေသူမကအရင်ဦးအောင်ကက်ကက်လန်ပြန်ရန်တွေးသည် မောင်နှမသားချင်းများအပေါ်တွင်လေအနိုင်ယူပြန်သည် မိခင်ဖြစ်သူက အချို့ကြဝယ်ပြီးသောအယုံများကို လူလစ်သည့်နှင့်ဖြစ်စီဖြစ်၏ အငယ်များကငိုယိုနေလင်းကြိတ်ဝမ်းသာနေတတ်လေသည်မိဘများကစူတော်လဲသူမတီးတယ်လို့မဟုတ်တယ်လို့နေပြသည်ကြည်ကြည်လွင်မှရွာဤချင်ပတ်လူသားဖြစ်နေရတော့လေသူမတွင်ညင်ဆိုးတစ်ခုရှိ၏ရွာထဲ၌ဒုက္ခရောက်နေတော်သူသို့မဟုတ် စားစရာမရှိသူများကိုတခြားတနည်းအားမှအစားစာများခိုးယူကြွေမွေးတတ်ပြန်သည်ထို့ကြောင့်သူမအားရွာမလူအများစုကချင်ပတ်ဖြစ်နေတော်လေ ဆင်းရဲသောအချို့ကအလွန်ခင်မင်ကြပြန်လေတော့သည် သူမအသက်16နှစ်မှပြီယောက်ျားနောက်လိုက်ပြေးပြီးအိမ်မထွက်သွားခဲ့လေသည်လိုက်ပြေးသည့်ယောက်ျားကလည်းအလုတ်ကိုင်းမေမေရရမရှိသူဖြစ်၏မိဘများကသဘောမတူကြကြထိုကြောင့်လေရွာမအပီးထွက်သွားတော့သည်ယောက်ျားဖြစ်သူ ကိုချိုးကြီးနှင့်တအိုးတိန်ထူထောင်ရင်မြို့တက်ခရရအလုတ်ဝင်လို့သည် သို့တော်လေသူမဤပင်ကိုအကျင့်စရိုက်ကြောင့်အလုတ်ထေဟူလူနေမတဲ့ဒီလူနေမတဲ့ဖြစ်ခါအလုတ်ပြောင်းရသည်ကအခါကားပင်ကြည်ကြည်လွင်တာဦးကိုဝင်ရလာသောအခါမှယောက်ျားဘက်မိဘများကလောက်ကင်စားတော့ရန် အရင်ဤထုတ်ပေးတော်သည်သို့တော်အိမ်တို့ပေးမလားချေတာဦးမွေးပြီးချင်းရောက်မှကြည်ကြည်လွင်မိဘများကအိမ်တို့ပြန်ပေးဝင်ခဲ့သည် ကြည်ကြည်လွင်တို့လည်းထိုအခါမှာမိဘအိမ်သို့ပြန်လာကအတူလာနေကြ၏ယောက်ျားဘက်မှပေးသောအရင်နှီးငွေကကလေးမိဖွားရသည်ကတကြောင် အလုတ်ကင်မရှိသဖြင့်ထိုင်စားရသည်ကတကြောင်ကြောင့်များများဆဆမကြံလာတော့ပေကြံသည့်ငွေလေးဖြင့်အိမ်ရှိတွင်အိမ်ဆိုင်လေးဖွင့်လေလိုက်တော့သည်အရင်နှီးမလုံလောက်သဖြင့်အိမ်ဆိုင်လေးကပစ္စည်းအမျိုးအစားမစုံနေပေ ကလေးလာသားအရွယ်နီနှုတ်ခွဲပြီးချင်းရောက်တော့ကြည်ကြီးလွင်လဲအလုတ်သေးချလုတ်ကိုင်းနိုင်လာသဖြင့်အိမ်ဆိုင်လေးကငကိုထက် ဆုံဆုံလင်းလင်းရောင်ချလာနိုင်ခဲ့တော့သည်ယောက်ျားဖြစ်သူကတော့ကလေးရပေးသည့်အထီးအချိုးမပြောင်းအလုံးမလုံးချင်းဟိုရောင်ရောင်ဒီရောင်ရောင်ရောင်စိကြည်ကြီးလွင်ဤမိဘများကမကြည်တော်လဲတီခန့်က မျက်နာလွှဲထားကြ၏အိမ်အောင်ကြပြီးကလေးရပြီးသူမ၏ဗီဇာက ပို၍ဆိုးလာခဲ့တော့သည် မိဘအိမ်ရှိပစ္စည်းများ မောင်နှမများ၏စားကောင်းတောက်ဖွဲများဆိုလင်ယောက်ျားအတွက်ကလေးအတွက်ခူးယူပြန်သည် သူမယူမန်းတည်၍ပြောဆိုလင်အကြီးကျယ်ရံပြန်လှုပ်လေသည် မောင်နှမများကလည်းရံမဖြစ်လိုသဖြင့်အချိုအရာဆိုလင်တည်တည်ရဲ့နှင့်ငြိမ်ခံနေရတော့သည် မကြည်နက်လာပေမဲ့ကြည်ကြည်လွင်နှင့်တူပြိုင်ကရံမဖြစ်လိုအချင်းမများလိုကြကြည် ကြည်ကြည်လွင်ကစကားရိုင်းရိုင်းများဆဲဆိုတတ်သဖြင့်မျက်စိရှယ်နားရှက်ကြသည်လဲပါ၏ကြည်ကြည်လွင်ဤစရိုက်ကြောင့်အိမ်မမနေလိုသဖြင့်ထွက်သွားကြသူကနှစ်ယောက်ပင်ရှိသွားလိမ့်ပြီအလက်မောင်တစ်ယောက်သာအိမ်တွင်ကြံခဲ့၏ထိုမောင်တစ်ယောက်ပင်တနေ့ကုန်အပြင်တွင်နေ၍ညမိုးချုံမှပြန်လာတက်လေသည် မောင်နှမများကရှောင်ဖယ်လီသူမအကြိုက်ဖြစ်လိမ့်ပြီတအိမ်လုံးသူ့ချေသူလက်ကြည့်သာ သူ့အိမ်လိုလိုပုံစံမင်းတွင်လာနေ၏ ထိုအိမ်တွင်သူမသာဩစာသက်ရောက်ခြင်းခဲ့သည်လေဘက်ခရံဖြစ်ခြင်းကလည်းရက်တက်မသွားခဲ့ပြီကြည်ကြည်လွင်က လူမုံသားများတော်လေစီပွားရေးကံကကောင်းလာသည် သူမနီ မတည့်သူများတော်ညာသူမ၏အိမ်ဆိုင်လေးကအယောင်သွက်လာသည်အိမ်ဆိုင်လေးကတနေ့တခြားပူပူ၍ပစ္စည်းအမျိုးအစားဆုံးလာ၏နောက်ထပ်ကလေးတယောက်ထပ်မွေးပြီးကလေးနှစ်ယောက်ရလာသောအခါသူမ၏ဇီးရိုက်ကပူ၍ကြံတန်းလာတော်သည် ជីជីလွင်က သူမ၏တာသမီများကိုတော့အလွန်ချစ်၏သို့တော်လေသူမကချစ်ရမရောက်နေရရောက်မှန်းမသိချေတာသမီနှစ်ယောက်ကလည်းသူမချစ်ရနေနိုင်ကလေးသည်ကြံကြံတန်တန်နှင့်အော်ကြောလန်လီများဖြစ်ကြသည်သူမအသက်30တွင်မိဘနှစ်ပါးကရှည်စင်နောက်ဆင့်ကွယ်လွန်သွားသည့်အခါထိုအိမ်သည်သူမ၏အိမ်မျိုးဖြစ်လာလေတော့သည် မောင်နှမများကိုတယောက်မှအိမ်တွင်ပေးမနေတော့ချေ အကုန်အိမ်ပေါ်မှမောင်းချပြီးအိမ်ကိုမောင်းပိုင်စီထားတော့သည် မောင်နှမများလည်းတယောက်တကွဲစီဖြစ်ကအဆက်အသွယ်ပြတ်တောက်သွားကြလိမ့်ပြီသူမကတော့မိဘအိမ်သူ့အိမ်အဖြစ်အိမ်ကြီးရှင်လုပ်ဖြစ်၏ထိုအိမ်ကြီးကို မောင်းပိုင်စီပြီးအေးလူလူနေရင် သူမအသက်43တွင်အုံနောက်သွေးကြောပြက်ကယုတ်တရက်ဆုံးပါသွားလေတော့သည်သူမတည်ဆုံးပြီးဟူကြလင်ဘေးအိမ်မှာအပြူကြီးမတန်ထီကဝမ်းသာကအော်ရီမိလေသည် မတန်ထီနှင့်သူမကရန်ညူအကြီးကျယ်ရှိဘူး၏အိမ်ရှိမှ အမိုက်ပြဒနာကြောင့်ရွာလူကြီးစီရောက်သည့်အထိစကားများရန်ဖြစ်ကြသည် အပြူကြီးကလည်းအလျှော်မပီးជីကြီးလွင်ကလည်းအလျှော်ပေးတတ်သူမဟုတ်သဖြင့်ထိုကိစ္စမှာပို၍စိုးလာခဲ့သည် မတန်ထီကအပြစ်မှပြန်လာလင်သူဤအိမ်ထဲမဝင်ခင်ခြံကားမှာအပြင်သို့ twin twin ဟုတတွေထွေးတတ်သည်ဤသည်ကိုជីကြီးလွင်ကအခဲမကြည့်ပြီး သူမဤစိုင်ပန်းမနေ၍ပကံစည်းရည်များကို မတန်ထွေတထွေထွေခဲ့သည့်နေရအားမှန်ကလမ်းပက်ပြသည်ဤဒီမှဆာ၍ဤနေအိမ်ကြားတွင် နပန်းတက်ကြပြန်လေသည်မတန်ထီကလည်းជីជីလွင်ဆိုလင်အတန်မင်းမကြားခြင်းပြီជីជីလွင်ကလည်းမတန်ထီကို အလွန်မုံတီးလေသည်ယခုជីជីလွင်စုံပါပြီဆိုသောအခါမတန်ထီကအတုပဖြစ်လင်ကစားဝမ်းမြောက်နေတော်သည် မတန်တီကြာကြာဝမ်းမသာနိုင်ချေညနေနေဝင်ရီတရောအချင်းရောက်သည့်အခါမတန်တီအပြစ်မပြန်လာစဉ်ခြေတော့လန်ဆွဲခံရတော့သည်မည်သူမှအနာတွင်မရှိဘဲအေးဆက်သောလက်တစ်ဖက်ဖြင့်ခြေတော်ကိုလာဆွဲသည်ဖြင့်မတန်းတီကြောက်ရွံ့ကအိမ်내ပြေးဝင်ခဲ့၏အပြူကြီးမှအော်ရီမိပြီးမှယခုကြောက်အားပိုနေတော်သည်တူမနေရောက်ကိုမိုးဘူပြီးပြီးအခန်းတွင်ခေါ်အိပ်သည် ညနှစ်ချက်တီးချိန်လောက်တွင်ဒူမာနေရောက်ကိုချန်ရန်လျက်အလဲတွင်အိတ်နေသောမတန်တီပေါ်သို့အေးဆက်နေသောကိုခန္ဓာဖြင့်လာတက်ဖီထားသဖြင့်ထိတ်ထိတ်လန့်လန့်ကြည်လိုက်သည့်အခါကြည်ကြည်လွင်သည့်မျက်လုံးတီကြီးဖြင့်သွေးဆုပ်ဖြူလျော့နေသောမျက်နှာနှင့်ခြောက်ခြားပွဲအတန်ကြီးဖြင့်ပြောနေသည်အခုရည်စမ်းအာရပါရရည်စမ်းမတန်သေးမှာအလွန်ကြောက်လန့်ပြီးအော်ဟစ်တော့လေအတန်ထွက်မလာကြည် သူမအပေါ်၌ជីជីလွင်ကတက်ဖီကမျက်လုံးကြည့်ပြူကစိုက်ကြည့်နေသည်မတန်ထီးလေအကြောက်လွန်ကအိယာပေါ်၌ရှူပေါက်ချလိုက်မိတော့သည်ជីជីလွင်ကတော့တက်ဖီထားရမှမခွာပဲအေးဆက်ခြောက်ခြားဝဲအတန်ဖြင့်ရီလီရီစန်းဟူဆိုနေတုံးမပင်မတန်ထီးရှူပေါက်ချသဖြင့်မွေရနဲ့ဆောင်းများဆူရွှဲသွားသောကြောင့်နဗီမတူမနှစ်ယောက်ကအိပ်ပျော်နေရမ လွန်လူလာကြသည်ထိုအခါမှကြည်ကြည်လွင်က ကြပြောက်ငှက်ပြောက်ပျောက်သွားတော့၏နောက်ရက်မနေ့စောစောတွင် မတန်သေးသည် အချားရွာရှိအမျိုးများအိမ်သို့ခိတပြောင်းနေရတော့သည်ကြည်ကြည်လွင်ကိုကြောက်လန့်သဖြင့်အိမ်ပင်ပြန်မလာရဲတော့ကြည်ကြည်ကြည်လွင်ထံပေးစရာအကျွေးရှိသူများပင်အတူပါမချမီအပြေးလာပေးကြကုန်လေသည်ရသည်ရာရှိသူများဤအိမ်တကားကိုထူကအပြင်ဘက်မှငါပတ်စံလာဆက်ကြအောင်ဟု နံမြီတက်ပြီးအော်ခဲ့သဖြင့်ထိတ်လန့်ပြီးမရှိရှိတာပေါန်နှံကအမြန်လာဆက်ကြတော့သည်အာသူပါသုံးညဆန်ပြီးတကြိုသည့်ညတွင် ဖေဝိုင်းဆောင်သူက ဆောင်ကြသည်အာသူပါအိမ်ဖြည့်၍ဆောင်ကူကြရတော့လေကြည်ကြည်လွင်ဤတရင်ကြောင့်တယောက်ထဲမနေရကြကြည်ကြောက်ကြောက်လန်းလန်းဖြင့်သာ ကြိုချမ်းကဆောင်ကြရ၏ဖေဝိုင်းမလူတချို့အိမ်ဆိုင်တွေလူတန်းလူလူကြားရသဖြင့်တခိုးထင်က ထာချောင်းကြလေသည် အိမ်ဆိုင်တကားအားဖွင့်လိုက်သည်နှင့်ဆိုင်ထဲတွင်တနခါပဲကြားရိုက်ပြီးရက်ကြည့်နေသောជីကြီးလွင်ကိုမြင်ကြသဖြင့်ထွက်ပြေးကြတော့သည် ထိုများသာမကားသည်ရွာဖျားပွဲ အမိဝိယံခြေဝန်းဆက်တစုံကို အချုပ်ဆိုင်သို့အထားလျာထိုဆက်ချုပ်ဆိုင်သို့လည်းသွားခဲ့သည်ဤဆဆိုင်ရှိဘီရိုထဲမှသူမအခဲသည့်ခြေဝန်းဆက်ကရုတ်တရက်ပြုတ်ကြလာလေသည်ဆက်ချုပ်ဆိုင်ကမတိခိုင်ကတော့မရိပ်မိသေးချေ မီးရောင်အောက်တွင် တကုတ်ကုတ်ဆက်ချုံနေ၏ခနာအကြာသူမဤနောက်ကျောဘက်မှတစုံတယောက်ရက်နေတကယ်သူခံစားလိုက်ရပြီငါအထက်အရင်ချုပ်ပေးဟူမတ်ကြည်လွင်ဤအတန်ကြောင့်မတိခိုင်ကြောက်လန့်တကြပြေးထွက်ရသည်သို့သောသူမဤလက်ကိုအေးဆက်သောလက်တစ်ဖက်ကဆွဲထားခြင်းခံရသဖြင့်ငေတန်ပေါအောင်အော်ဟီရင်စကုံဘေးတွင် မေလေသွားတော်သည်ကြည်ကြည်လွင်မှရက်လေပြီလေမကြွချီ 6မြေ60ပင်သူမဤယောက်ျားနှင့်သာသမီများပင်အိမ်တွင်မနေရတော့သဖြင့်အိမ်တော့ပိတ်ပြီးမိဘများအိမ်တို့ပြောင်းသွားကြလေသည်လူမနေသဖြင့်လဲជីကြီးလွင့်ဝိညာဉ်က ပို၍ဆိုးလာခဲ့သည် ထိုအိမ်မှာမိဘအမွေဆိုင်အိမ်ဖြစ်ပြီးជីကြီးလွင့်မပိုင်ဆိုင်သေးချေမောင်နှမများကို မောင်းချထားရုံသာတတ်နိုင်သေးသည် ထို့ကြောင့်ကြံမောင်နှမများက အိမ်တို့ပြန်လာနေကြတော့သည် ပထမဆုံးလာနေသည့်ညမာပီတအိမ်လုံးပြောင်းဆက်အောင်ထူးရိုက်နေသည့်အတန်များကြားကြရလေသည် ထို့နောက်ဂရင်ပေါ်မှဆွဲချသည်ကြံတယောက်ကိုဂရင်အောင်မှဒုံငနေထုကနှိုးသည်နိုးလာသည့်အခါဘေးတွင်ရက်ခါငုံကြည့်ပြီးဒါငါအိမ်ငါအိမ်ဟုကြောက်မက်ဖွယ်အတန်ဖြင့်အော်ဟစ်သည်ကိုတွေးလိုက်ရတော့သည် မောင်နှမများကလည်းဆက်မနေရတော့ကြီးဆရာပင်ဖိတ်ခါ ကြည်ကြည်လွင်ကျွလွတ်စီရန်ကြိုးစားကြတော့၏ထိုအခါကြည်ကြည်လွင်ကသူမကြွတ်ချင်းကြောင်းဝင်ရောက်ပူကပ်ပြောဆိုလေသည်နင်းနဲ့ဘဝချနေပြီမတ်ကြည်လွင်ဒီအိမ်နဲ့နင်မသက်ဆိုင်တော့ဘူးကောင်းရမွန်ရာရောက်အောင်အလူလုပ်ပေးမယ်တာတို့ခေါ်လိုက်ပါမကြည်လွင်ဝင်ရောက်ပူကတ်နေသောမတင်လိုင်းကအိုဟိခာလူလှင့်ရင်ပြောနေသည်ဒါငါအိမ်ငါပိုင်တာငါဘဲမှမတော်နိုင်ဘူးနင်တို့တွေအကုန်ထွက်သွား မိတို့ပင်ပြောပြောမကြည်လွင်ကတော့မကျွလွတ်နိုင်ဟူသောပူကပ်ပြောဆိုနေလေသည်ဆရာလည်းမနိုင်တော့ပေသူမအားကျွလွတ်စီရန်ထက်မှန်ပြောဆိုလှုံ့ဆော်ပါကဆရာကိုလည်းအလွတ်မပေးဟု ပြန်လေပြောဆိုသဖြင့်ဆရာလည်းနှုတ်ဆက်ကပြန်သွားရလေသည် မောင်နှမများကလည်းလက်မလျှော့ချေတန်ကားများပင့်ဖိတ်ပြီးကမဝါရွတ်ဖက်ခဲ့သည် ကမဝါရွတ်နေစဉ် အိမ်ခေါမိုးပေါ်မှာတဒုံဒုံခုန်ပေါက်နေတဲ့များကြောင့်ကမဝါဖတ်ပြီးသည်နီလူများပြန်ပြေးကြကုန်ပြန်သည်နောက်ဆုံးမတ်ကြီးလွင်ကိုမနိုင်သဖြင့်အိမ်ကိုပိတ်ထားလိုက်ရတော့သည်မတ်ကြီးလွင်ကတော့ထိုအိမ်တွင်နေရင်းပုံမူဆိုးရွားသည့်၆လက်မှုများကိုဆက်လုနေတော့သည်အိမ်ကြီးချင်းများကအိမ်내သို့လှမ်းကြည့်လိုက်လီခြံစည်းရိုးပေါ်ခွာထိုင်ပြီး၎င်းတို့ကိုပြန်ကြည့်နေသည့်အားတွေ့ကြရလေသည်တခါခါ ညနေစာချက်ပြုတ်ချင်းနောက်ကြလေအိမ်အပြင်ဘမငါ့ကိုကြွေးအောင်ဟု လာပြောတန်ကိုကြာကြာရပြန်သည် ထို့တို့သောအိမ်အနီးပတ်ဝန်းကျင်များပါမကျန်၆၀လက်နေသဖြင့်အိမ်နီးချင်းများပင်မနေရဲလာကြတော့ကြည်အချို့ကလည်းပြောင်းရွှေ့ပြေးကြသည် လူအင်အားတောင်းတင်းသော အိမ်နီးချင်းတချို့သာကြံရှိတော့၏မကြည်လွင်ဤအိမ်ရှိပင်ညနေခင်းရောက်လင်ဖြတ်မလျှောက်ရဲလာကြတော့ကြည် ထိုကိစ္စကြောင့်မကြည်လွင်ဤမောင်နှမများနှင့်အိမ်နီးချင်းများကတိုင်ပင်ကဆရာထက်ရှာကြပြန်သည်ထိုဆရာကမကြည်လွင်ဤကလေးနှစ်ယောက်ကိုခေါ်လာခိုင်းကပြောခိုင်းရသည်သူမဤကလေးနှစ်ယောက်ကလာပြောသောအခါမှ ရွာဦးစီတီတွင် ထုံးတင်ကန်းကလူပေးရန် တောင်းဆိုသည် သူမပြောသည့်အတိုင်းထုံးတင်ကန်းကလူပေးပြီးမကြည်လွင်ဤဝိညာဉ်ကို ထိုစီတီတို့ခေါ်ဆောင်သွားလေတော့သည် မကြည်လွင်မှာသူမကြွသေးကြောင်းယခုမကြွလွတ်ခင်ဘဝတွင်ရွာဦးစီဒီ၌နေမည်ဖြစ်ကြောင်းပူးကပ်ပြောဆိုခဲ့သည် သူမဤကလေးနှစ်ယောက်ကြောင့်သာအိမ်မှထွက်သွားပြေးခြင်းသာဖြစ်ကြောင်းပြောခဲ့ပြီးသည့်နောက်ပိုင်းအိမ်ထဲတွင်ချောက်လက်မှုများမရှိတော့ပေအိမ်ကိုလည်းမောင်နှမများပြန်လဲပြင်ဆင်ပြီးနေထိုင်လိုက်ကြ၏သို့သောရွာဦးစီဒီတွင်တော့မက်ကြည်လွင်ဤခြောက်ချားစရာပုံရိပ်များကို တွေးမြင်ကြသေးသည်မှာ ယခုအချိန်ထိဆိုရင်၁၀စုနှစ်ခန့်ရှိလာခဲ့ခြင်းလေးပြီဘလူးနက်ခန့်နေမွေးဖွားလာသည် ဆိုခြင်းမှာမှန်ကန်သည်လို့မမှန်ကန်သည်လို့မဆိုသာတော့ညာရွာဦးစီသည်ထုံးဖြူဖြူလေးနာတွင်မကြည်လွင်အကြောင်းကပါဇက်ရာဆိုရင် တခုနဲ့ထင်ကြံရစ်နေသေးပင်ဖြစ်ပေတော့သည်ဆလပီဖီဖီအဲ့တဲ့ဆိုတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးပါမယ်ဖီဖီအဲ့တဲ့ ည9နာရီကျော်ကျော်ခန့်တွင် ကျွန်တော်အားနာရီတစ်ခုလိုက်ကူပါရန်အတော်ဖြစ်သူအန်ဒီထားမှလာခေါ်ခဲ့သည်အန်ဒီထားမှအဖေညီမဖြစ်ပြီးကျွန်တော်တို့အိမ်ဤ၃လေးအိမ်ကျော်တွင် နေထိုင်ပါသည်အန်ဒီထားဤအိမ်သားများမှမအားလက်ကြသဖြင့်ကျွန်တော်အားအဖော်လိုက်ကူခိုင်းခြင်းဖြစ်သည်နာရီအိမ်မှာကျွန်တော်တို့ရက်ွက်နှင့်တရက်ွက်ကျော်ချ၏ကျွန်တော်လေအိမ်ထဲမှာ Dream 125 cycle လေးထုတ်ခါ အန်ဒီထားကိုတင်ပြီးထိုနာရေးအိမ်သို့လိုက်ပို့ပေးလိုက်သည်။ဆုံပါသွားသူမှာအန်ဒီထား၏တငယ်ချင်းဒေါ်လှလာမေဟုသိရသည်။အိမ်ရှိမှလွတ်နေသည့်နေရာတွင်စိုင်းကဲရပ်ထားပြီးအန်ဒီထားနှင့်ခြံထဲအတူဝင်လာခဲလိုက်သည်။၎င်းတို့သည် အထယ်ကြီးပြတ်မှဖြစ်ပုံရသည်။တုံတက်တိုက်ကြီးကဟီထနေတော်လေတိုက်ရောင်မွေးချောက်ချောက်နှင့်အိမ်ရောချမ်းရောမပြူမပြင်းပဲပြစ်ထားသည်ကကာလရှိကြနေဟန်ပေါ်လေသည် ခြံဝင်းအကျယ်ကြီးတဲတွင်မန်တက်ထိုးထားပြီးစပွဲကုန်းများချထားသည်။နာရီမန်တက်ထဲတွင် လူလီငါးယောက်ထိုင်နေသည်မှ လွဲ၍နာရီက၆ကက်ကက်နိုင်နေသည်ဟု တွေးမိလိုက်ပြီးမှအိမ်ပေါ်တက်သူတက်သွားသည့်အခါအိမ်ထဲတွင် လူအပြည့်နှင့်စီကားနေသည်ကို တွေ့လိုက်ရတော့သည်။ဒုတိယထက်တွင် အလောင်းဆန်ထားပြီးတထက်လုံးနာရီတည်မေးကြသူများနဲ့ပြေးနေ၏ထိုင်စရာနေရာပင်ရှာ၍မလွဲပေ ကျွန်တော်လည်းအန်တီသားကို လက်ကုပ်လိုက်ရင် အောက်တွင်စောင့်နေမည်ဟုပြောပြီးပြန်ဆင်းလာခဲ့တော့သည် ကျွန်တော်ဆင်းလာသည့်အခါမန်တက်ထဲတွင် လူနှစ်ယောက်သာရှိတော့သည်ကျွန်တော်လည်းထိုမန်တက်ထဲဝင်ထိုင်လိုက်ရင်ဘောင်းမီအေကက်ထဲမှ ဖုန်းကို ထုတ်ကြည့်နေလိုက်သည် ထိုစဉ်မန်တက်နဘေးတွင်ရက်နေသည့်ဦးလီကြီးကကျွန်တော်ထံလျှောက်လာသည်သူဦးလေးကြီးသည် သူဤညာဘက်ခြေတော်တစ်ဖက်က အနှဲငယ်ထော်နေနေဖြစ်နေသည်။"တားရီ ထမင်းစသွားပါဦး။ဗျာဟုတ်ကျွန်တော်အခုပဲစပြီးထွက်လာတာပါအန်ကေ။စပြီးလဲထပ်စားပေါ့ကွာ။ရပါပြီဗျ။ဒါဆိုလဲဒီမှာကွာစီစားအောင်ရင်နွေးချမ်းတောက်ကွာ။ဟုတ်ကဲ့ခင်ဗျ။စပွဲပေါ်မှာရင်နွေးတပူကိုလှမ်းယူပြီးရင်နွေးငှဲ့ထားလိုက်ရင်ကွာစီကိုယူစားလိုက်သည်။ထိုဦးလေးကကျွန်တော်နဘေးမှခုံတွင်ဝင်ထိုင်ကလာဧကန်နေ၏။ ကျွန်တော်လဲဖုန်းကိုပိတ်ပြီးဘောင်းမီအိတ်ထဲပြန်ထည့်ပြီးအာလာဘတာလာဘများပြောပြကြသည်ချန်ကြီးကအခြေကြီးပင်တော့အန်ကေအေးကွာအရင်ကတော့အပင်တွေပြုစုနိုင်သေးတယ်အသက်ကြီးလာတော့လဲစိတ်သွားတိုင်းကိုမပါတော့ပါဘူးသားကြီးဒါပေမဲ့အပင်တွေနဲ့ဆိုတော့စိတ်ချမ်းသာရတာပေါ့အန်ကေကဦးလေးကြီးကချန်ထဲရှိအပင်များကိုတစ်ချက်ဝေကြည့်လိုက်ပြီးဒီလိုပါပဲကွာ ်ဟုတစုံတရာကို တွေးရင်းဆွေဆွေမြေ့မြေ့ပြောလာသည် သူဤမိသားစုဝင်တယောက်လောလောလတ်လတ်ဆုံရှုံထားရသဖြင့်ဝန်နေနေဟန်ရှိသည်ဟုတွေးမိလိုက်သည်ကျွန်တော်ဒီမှာလဲဝန်နေနေသူအားနှစ်သိမ့်ပေးသည့်နေရာတွင်ဘေသောအခါမှဆရာမကြပေမိတို့ပြောရမည်ကိုစဉ်းစားမရစကလုံးရွေးချယ်ရန်ခက်ခဲလွန်ပေသည် ထိုဦးလေးကမျက်နှာညှိုးငယ်နေရမှာ ပြန်လန်းလာပြီးကျွန်တော်နေစကားဆက်ပြောပြကြသည်ကျွန်တော်လည်းအတက်နိုင်ဆုံးစုံပါသွားသူ၏အကြောင်းများမပြောမိမမေးမိစေရန် ရှောင်ကွင်းခဲ့သည်နာယီတည်မေးသူများက နောက်ထပ်ဝင်လာကြသလိုအိမ်ပေါ်ထက်မှတည်မေးပြီးဆင်းလာသူများနှင့်မန်တန်နာတွင် ပြေလာသေးသည်ပြီးမှပြန်သူကပြန်အိမ်ပေါ်တက်သူကတက်နှင့်မန်တက်ထဲ၌အခြားလူ၃-၄ယောက်နှင့်ကျွန်တော်တို့သာရှိတော်သည် အခြားလူများကလည်းဖုန်းတယောက်တစ်လုံးနဲ့အလိုရှုပ်နေကြ၏ကျွန်တော်တို့သာစကားပြောပြကြသည်ငတ်တူကဘသူနဲ့လာတာလဲကျွန်တော်အန်ဒီကိုလာပို့ပေးတာပါအန်ဒီထားရီရဲ့တူပါခမရဩထားထားရီတူကိုဒါကြောင့်မျက်နှာပေါက်လေးရစင်ပါတယ်လို့တွေးနေတာဒါဆိုထားထားရီအကိုရဲ့သားပေါ့ကျွန်တော်လေပြုံပြရင်ဟုတ်ကဲ့ခမရအေးကွာ အန်ကယ်တို့နဲ့လည်းမတွေ့ဖြစ်ကြတော့သားတို့ဒီရွယ်ရောက်လာမှန်းတော့မသိခဲ့ဘူး။သားအဖေနဲ့အန်ကယ်နဲ့လည်းငယ်ချင်းတွေပဲ။ဟုတ်လားအန်ကယ်။ဒါဆိုကြုံရင်အိမ်ဟူလာလေပါဦး။ဖေဖေကညနေဒီလိုအချိန်ဆိုရင်အိမ်မှာရှိတယ်ဗျ။နေဘက်တော့အလုသွားလို့မသေးချာဘူးအန်ကယ်။လာခဲ့မယ်သားကြီး။ဟုတ်သားပဲ။သားအဖေနဲ့မတွေ့တာကြာပြီ။အဲ့ဒီဘက်ကြုံရင်ဝေနှုတ်ဆက်အောင်မယ်ကွာ။ဟုတ်ကဲ့ခမညကျွန်တော်တို့စကားကောင်းနေစဉ်အန်တီထားကအိမ်အောက်သို့ဆင်းလာပြီ။ ကျွန်တော်ထိုင်နေသည့်နေရာနာလျှောက်လာကအောင်မင်းထက်တပြန်လိုက်တော့အန်တီအိမ်ကိုဝင်ပြောပေးအန်တီဒီအိမ်မှာညအိမ်မယ်လို့နော်ဟုတ်ဒါဆိုကျွန်တော်ပြန်ပြီနော်အန်တီအေးအေးဂယူးဆိုင်မောင်းဟုတ်ကဲ့အန်တီသားကကျွန်တော်အားမာစရာ ရှိတာသာမှားနေသည် တစုံတရာကိုပြောချင်နေရန်ရှိ၏ကျွန်တော်လည်းမမေ့ပြတော့ပဲခုံမထားရလိုက်သည့်အခါအန်တီသားလည်းအိမ်အပေါ်တက်သူပြန်တက်သွားလေသည် ကျွန်တော်ပြန်လိုက်ပါအောင်မယ်အန်ကယ်အင်ကိုဆက်ဆက်လာလဲပါဗျအေးကွာသားကြီးအန်ကယ်လည်းစိတ်တွေရှုပ်နေလို့သားဖေကိုတော့လိုက်တွေးကျင်သားအဆင်ပြေအန်ကယ်လိုက်ခဲ့လို့ရမလားဟုတ်ရပါတယ်အန်ကယ်ဒါပေမဲ့ကျွန်တော်ကဆိုင်ကယ်နဲ့လာတာအန်ကယ်အဆင်ပြေရင်လိုက်ခဲ့ပါခမရပါတယ်ကွာဆိုင်ကယ်နဲ့ရပိုးတောင်ကောင်းသေးတယ်ဟုတ်အန်ကယ်ပြန်ရင်ကျွန်တော်ပြန်လိုက်ပို့ပေးပါမယ်အေးပါသားကြီးကဲသွားကြမယ်လေဟုတ်ကဲ့ ထိုဦးလေးကိုဆိုင်ကယ်အနောက်တွင်တင်ပြီးကျွန်တော်အိမ်သို့မောင်းပြန်လာခဲ့၏လမ်းတွင် ထိုဦးလေးမှ သူ၏အမိမှဦးတင်လိုက်ဖြစ်ပြီးကျွန်တော်အဖေနှင့်တငယ်ချင်းများဖြစ်ကြောင်းယခင်ကအလွန်ရင်နှီးတော်လဲမစုံပြစ်တာဆယ်စုနှစ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်းယခုအချိန်တွင်စိတ်လွန်ပင်ပန်းနေရသဖြင့်တငယ်ချင်းဟောင်းများကိုတတိယမိနေကြောင်းစသဖြင့်ဆိုင်ကယ်နောက်တွင် ထိုင်လိုက်ရင်တလန်လုံးပျော်ပြလာသည် ကျွန်တော်အန်တီအိမ်တို့ဝင်ပြီးနာရီအိမ်တွင်ညာအိမ်မီဖြစ်ကြောင်းဝင်ပြောရသေးသည်ပြီးနောက်ကျွန်တော်အိမ်တို့မောင်းလာပြီးအိမ်တို့ရောက်သည့်အခါထိုဦးလေးအားအိမ်내တို့ခေါ်ဝင်လိုက်၏အိမ်တွင်အဖေအမေနှင့်ကျွန်တော်ညီမကကိုအခန်းသူအခန်းဝင်ကဖုန်းကြည့်နေကြပြီကျွန်တော်မှာဧည့်သည်ပါလာသဖြင့်အဖေထံတန်တန်မတ်မတ်သွားပြီးခေါ်ပေးလိုက်သည်ဧည့်သည်ပါလာတယ်ဖေဖေအပြစ်မှာထွက်တွေ့လိုက်အောင်ဖေဖေက ဖုန်းအားနဘေးတွင်ချလိုက်ပြီးစာကြည့်မျက်မှန်ကိုချွကားဘသူလဲတာဘဲကဧည့်တယ်လေဖေဖေတငယ်ချင်းလို့ပြောတယ်ဟုတ်လားဘသူပါလိမ့်ဖေဖေကကရင်ပေါ်မှထားထိုင်ပြီးအပြင်သို့ထွက်တွေ့ရန်သွားလိုက်သည်မမေကတော့နာရီအင်အကြောင်းကျွန်တော်အားမေးမြန်းနေ၍ပြန်ပြောပြပေးနေသည် အပြင်ထွက်သွားသောဖေဖေကအပြင်ဘက်မှအော်မေးလာသည် အောင်မင်းထက်ဘေးမှလဲကွာဧည့်တယ် အာဖေဖေရလေအေးကမ်းပါလေဗျာကျွန်တော်လေထွက်ကြီးကတငယ်ချင်းတယောက်လုံးကိုဖေဖေများမမတ်မီရောသလားဟု စိတ်ထဲတွေးနေမိသည်တိုးတော့အေးကမ်းသူကျွန်တော်ရောက်သွားချင်းတွင်ထိုဦးလီအားမတွေ့ရတော့ပေအိမ်ရှိတကားကို မပိတ်ခဲ့သဖြင့်အိမ်အပြင်ဘက်သို့ထွက်ဆောင်နေသည်လားဟုလိုက်ရှာခဲ့သည်ထိုဦးလီအရေးရောင်များပင်ရှာမတွေ့ချေတားကိုယ်တိုင်ဆိုင်ကင်းနဲ့ခေါ်လာတာပါဖေဖေအားဘာလို့ညာပြောရမှာလဲ အေးလေကွာခေါ်လာရင်ဘယ်မှာလဲရှိရမယ်လေတကားလဲဖွင့်ထားတော့ပြန်သွားတာလားမသိဘူးဖေဖေကိုသူ့တငယ်ချင်းထင်ပြီးလိုက်လိုက်ဒီရောက်မှလူမလို့ရှက်ပြီးတိတ်တိတ်လေးလှည့်ပြန်သွားလာမှမသိတာအဲ့ဒီလူနာမည်ကဘလို့ခေါ်တယ်လဲပြောကျွန်တော်နဲ့ဖေဖေညင်းနေတဲ့အကြောင်းမိမိလဲအခန်းထဲမှထွက်လာတော့သည်ဦးတင်လိုက်နဲ့ဖေဖေတငယ်ချင်းလို့ပြောတာပဲဟေးဖေဖေနဲ့မိမိမှမျက်နှာများပြတ်သွားကြသည်ရှောက်မပြောနဲ့အောင်မင်းထက် ဟာဖိဖိယာကျွန်တော်ကဘာလို့ရှုပ်ပြောရမှာလဲ။နာရီအိမ်မှာတွေ့ပြီးစကားတောင်ပြောနေကြတာ။ကျွန်တော်ကိုလာအဲ့ခံပြီးတဲ့ဦးလေးကြီးပါဖိဖိယာလေ။ကျွန်တော်မိဘနှစ်ပါးမှာပြည့်ရင်းသွားသည့်မျက်နှာကိုထိမ့်ပြီးကဲဘလို့ပုံစံလဲပြောကွာ။အသားဖြူဖြူနဲ့ဝရတယ်။အရက်ကကျွန်တော်ထက်သုံးလက်မလောက်နေမယ်ထင်တယ်။ပြီးတော့စကားပြောရင်အတန်လုံးကြီးကြီးနဲ့ဖိဖိမှာမျက်လုံးပြူးကကြည်နေပြီးနောက်ပြီးတော့ နောက်ပြီးထူကြတာဘာမှတော့မရှိပါဘူး။အိုးသူ့ညာဘက်ခြေထောက်တစ်ဖက်ကတိတ်မကောင်းမှုထင်နေထိုးနေနေဖြစ်နေတယ်။သူ့အခါတွင်တော့ဖီဖီရောမိမိပါ မျက်လုံးများပြူကုန်ကြလိမ့်ပြီ။မိမိကဖျားဆင်မှပရေရေယူလာကကျွန်တော်ခေါင်းပေါ်ပက်ပြန်းနေ၏။ဖီဖီကအိမ်တကာပိတ်ပြီးတရားခွေထားဖွင့်နေသည်။ကျွန်တော်လည်းနားမလည်နိုင်ဘဲငေးကြည့်နေမိခဲ့သည်။ဘာရီဖြစ်နေတာလဲမိမိဘာလို့လဲ။ဟဲ့ သားတွေ့ခဲ့တဲ့ကိုတင်လိုင်းဆိုတာတည်သွားတာကြာပြီ။သူတည်တာ7နှစ်လောက်တောင်ရှိပြီထင်တယ်။ဗျာမမေအဲ့ဒီလိုတော့မနှောင့်နဲ့လေဗျာ။ခုနာရီကမလတ်လာမေဆိုတာသူ့မိမအမလီတော်သူ့မိမအတူပါကိုလာဆောင်နေတာလား။ချက်သီးထားလိုက်တာ။ဟာမိမဘာရီပြောနေတာလဲ။သားလန့်နေမယ်တော်တော့ကျွန်တော်မှယခုမှခေါင်းနှပန်းကြည့်ပြီးချက်သီးများထားလာတော့သည်။ ကိုအခန်းနဲ့ကိုမအေးရဲသဖြင့်ကျွန်ုပ်ညီအခန်းတွင်တောင်းအရာသည်မိမိကအန်တီထားကိုဖုန်းဆက်ပြီးအကျိုးကြောင်းပြောပြသောအခါအန်တီထားမှအဲ့ဒါကြောင့်စဉ်းစားနေတာအောင်မင်းထက်တယောက်တည်းထိုင်ပြီးဘသူနဲ့စကားပြောနေတာလဲလို့အစကတော့ဖုန်းပြောနေတယ်ထင်မိသေးသူကိုကြည့်လိုက်တော့လဲဖုန်းကင်နာမတွေ့နဲ့ပြီးမှမေးမလို့အဲ့ဒါတွေဖြစ်နေတာထားရည်အေးအေးဒါပဲနော်တညာလုံးကျွန်တော်မှရင်တထိတ်ထိတ်နဲ့အိတ်မပြောတော့ဘူး ချိုဦးလေး၏မျက်နာကိုသာမြင်ရောက်နေမိ၏ညတနာ၏ခန်းတွင်အိတ်ခမ်းပေးမှပတင်းပေါက်အားအပြင်မှခေါက်လာ၏ကျွန်တော်လေလန့်ပြီးတစ်ချက်မှမလုပ်ရဲပြီကျွန်တော်ညီမတော့အိတ်နေသည်မှာတိုးလူ အပြင်မှအတန်ကို နားဆွင့်ကငင်ငင်လေးနေနေမိသည်ပဒင်းတကားအားလက်ချောင်းနှင့်တတောက်တောက်ထပ်ခေါက်လာပြီးအန်ကဲကိုပြန်လိုက်ပူပေးအောင်လေတာရဲ့ ဟူသောအတန်အားကြာသည်နှင့်ကျွန်တော်မိဘ၏အခန်းသို့တုတ်ချစ်တင်ပြေးမိလေတော့သည်။နောက်ရက်မနေ့တွင်ဖီဖီမှကျွန်တော်အားခေါ်ကာနှုတ်ဖြင့်អော်ခိုင်းခဲ့သည်။အန်ကဲကိုအိမ်ပြန်ပို့ပေးမယ်။ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ။ကျွန်တော်နှုတ်မှာပြောတာပြောရသည်။ကြော်ချမ်းမိသည်ကတော့အမှန်မင်း။ထို့နောက်အင်ကာကနဲ့နာယီအိမ်သို့သွားလိုက်ကြတော့၏အပြန်တွင်အန်တီထားကိုခေါ်ပြန်ကား ကြုံခဲ့ရသည်များကိုပျော်ပြရင်းပြန်တွေးကြောက်နေမိလေတော့သည်ဆီယာမာတောရာလာမင်းဆန္နာရေးသားထားတဲ့ဘလူးနက်ခတ်ဆိုတဲ့ဝိထုတူလေးနဲ့ဖီဖီအဲဒဲဆိုတဲ့ဝိထုတူလေးနှစ်ပုဒ်ကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမာရှင်လန်းကြပါသေးရှင်။